်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL ကလက်လွတ်လိုက်ရသောမိုးကုတ်နှင့်မိုးမိတ်တို့ကိုပြန်လည်သိမ်းပိုက်ရန် PDF တံများကထိုးစစ်ဆင်နေပြီးမိုးကုတ်တွင်စစ်ရေးအရအရေးပါသောစခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိဟု NUG ကောက်ွက်ရေးဝန်ကြီးဌာနကကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ န္တလေးတိုင်းမိုးကုတ်မြို့ရှမ်းပြည်နယ်မိုးမိတ်မြို့တို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ရေးအရေးပါသော စခန်းကုန်းတစ်ခုကိုသိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရကယနေ့ဒီဇင်ဘာလ6ရက်နေ့တွင်သတင်းထုတ်ပြန်ပါသည်။အမျိုးသားညီညွတ်ရေးအစိုးရကောက်ွယ်ရေးဝန်ကြီးဌာနပြည်သူ့ကောက်ွယ်ရေးတပ်မတော်စီယုံချုပ်အနေဖြင့်မိုးကုတ်မိုးမိတ်ဒေသ စစ်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကတည်းကစတင်ဖွဲ့စည်းခဲ့ပြီးသက်ဆိုင်ရာဒေတာရင်းရှိ PDF များပကဖများကိုစူးစီးစီလျက်တသက်မှတ်ထဲသောအမိတ်ပေးကုတ်ကဲမှုစနစ်အောက်မှတဆင့်စစ်စင်ရေးကိစ္စများကိုအနီးကပ်ကြီးကြပ်ကုတ်ကဲလျက်ရှိကြောင်းသိရပါတယ်ထို့ပြင်တိုက်ပွဲများမဖြစ်ပွားမီကပင်အပြစ်မဲ့အယက်သားပြည်သူလူထုများထိခိုက်မှုမရှိစေရအတွက်ဘေးလွတ်ရာနေမြေများသို့ချိုးတင်ရွှေ့ပြောင်းပေးခြင်း၊နေရာချထားပေးခြင်းနှင့်လိုအပ်သောထောက်ပံ့ကူညီမှုများကိုအချိန်နဲ့တပြည်းညီပေးအပ်နိုင်ရို့ကို အရက်ဖတ်လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်း၍အလင်းအမြန်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ညနေ6နာရီခန့်မှစတင်ပြီးမိုးကုတ်မြို့နယ်အတွင်းရှိအကြံဖတ်စစ်တပ်ခြေကုပ်ယူလာသောနေမင်းများကိုဒေါ်လာရေးတပ်ဖွဲ့ဝင်များကအပြင်အထံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းထို့သောတိုက်ပွဲဖြစ်ပွားသည့်နေ့မှစ၍ဒီဇင်ဘာလ6ရက်နေ့အထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပါအိုးကျိန်ချမနယ်ဖြစ်ပွားခဲ့ပြီးအရေးပါသောအကြမ်းဖက်စစ်တပ်၏စခန်းကုန်းတစ်ခုကိုတော်လန်ရေးတပ်ဖွဲ့များကလက်ရသိမ်းပိုက်ထားနိုင်ခဲ့ကြောင်းသိရပါသည် ပြည်သူ့ကောက်ွယ်ရေးတပ်မတော်နှင့်ပြည်သူ့ကောက်ွယ်ရေးအဖွဲ့များအနေဖြင့်မိုးကုတ်မိုးမိတ်ဒေသသို့ကျူးကျော်ဝင်ရောက်လာသောအကြမ်းဖက်ဆဲအုပ်စုတပ်များကိုပြည်သူလူထုနှင့်လက်တွဲပြီးရွရွချွန်ချွန်ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း NUG အစိုးရကပြောဆိုထားပါတယ်။ TNL ကတရုတ်နိုင်ငံ၏ချားဝင်မှုဖြင့်၎င်းတို့သိမ်းပိုက်ထားသောမိုးကုံနှင့်မိုးမိတ်မြို့တို့ကိုစစ်တပ်ထံသို့ပြန်လည်ပေးအပ်ပြီးအော်တိုဘာလ29ရက်နေ့မှစတင်၍စစ်တပ်နှင့်အပြစ်ခတ်ရည်စဲထားခြင်းဖြစ်ပါသည် ဆက်လက်ပြီးထိုင်းဘက်သို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးနှင့်ကြီးစံများထပ်မံကြရောက်ပါကအင်အားသုံးမှုစီးမြင်းများအတိုင်းလှုပ်ဆောင်မည်ဟုထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်သတိပေးတဲ့ဆွေသတင်းကိုထင်ဆက်ပြီးသားမှာဖြစ်ပါရယ်။ကရင်ပြည်နယ်ညဝရီမြို့နယ်မင်းလက်ပံကျေးပါအနီးစစ်တပ်နှင့် KNL တို့အကြားတိုက်ပွဲဖြစ်သောနေရာများကြောင့်မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးနှင့်ကြီးစံများထိုင်းဘက်သို့ကြရောက်လျက်ရှိရာ ရှင်ကဲ့သို့ထပ်မံဖြစ်ပွားပါကအင်အားသုံးမှုစီးမြင်များအတိုင်းလှုပ်ဆောင်မည်ဖြစ်ကြောင်းထိုင်းတမတော်ကောက်ွယ်ရေးဦးစီးချုပ်ပိုချုပ်ကြီးယူခိဘော့တန်နန်ကတတိပေးလိုက်ပါတယ်။ထိုင်းတမတော်ကောက်ွယ်ရေးဦးစီးချုပ်ကထိုင်းနိုင်ငံအတွင်းသို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးများကြီးစံများကြားရောက်နေသောသတင်းပေးအစီရင်ခံမှုများကိုရရှိထားကြောင်းရှင်တို့ကြားရောက်နေမှုများနှင့်ပတ်သက်၍ထိုင်းစစ်တပ်ကိုမြန်မာဘက်သို့တတိပေးဆောင်ရွက်ရန်ညွှန်ကြားထားကြောင်း ထိခိုက်ဒဏ်ရာရရှိမှုများရှိတော်လဲတိစုံမှုရှိသေးကြောင်းအကဲ၍လက်နက်ကြီးကြီးနှင့်ကြီးစံများထိုင်းဘက်သို့ထပ်မံချရောက်ပါကအင်အားသုံးမှုစီးနင်းများအတိုင်းအကောင့်ထဲပို့သွားမည်ဖြစ်ကြောင်းသတိပေးပြောဆိုပါရယ်ထို့ပြင်မြန်မာဘက်မှဖြစ်ခဲ့သောလက်နက်ကြီးကြီးနှင့်ကြီးစံများချရောက်နေသောနေရာများအပါအဝင်အနည်းရရှိသောနေရာများမှာအယက်သားများကိုဘေးလွတ်ရာရွှေ့ပြောင်းပြန်အမိတ်ပေးမည်ဖြစ်ကြောင်းထိုင်းစစ်တပ်၏ပူချုပ်ကြီးကပြောဆိုပါရယ်ရှမနီနယ်နယ်ပိုင်းကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်မင်းလက်ပံကြီးပါအနီးစစ်တပ်နှင့် KNL တပ်များအကြားတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ကောင်း မြန်မာဘက်မှပစ်ခတ်သောလက်နက်ကြီးကြီးထိမှန်၍ထိုင်းနိုင်ငံအတွင်းသို့ကျရောက်ပြီးထိုင်းနိုင်ငံသားတအူအပြင်းထန်ထိုင်ရန်ရရှိခဲ့ပါသည်။အလားတူဒီဇင်ဘာလ၁ရက်နေ့ည9:35မိနစ်အချိန်မြန်မာနိုင်ငံဘက်မှပစ်ခတ်သောထိုင်းကြီးစံကထိုင်းနိုင်ငံမဲဆောက်မြို့ဘက်အထံရှိကျေးရွာအတွင်းသို့ကျရောက်ပြီးအသက်68နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးဤဘဲဘက်ခြေတောက်ကိုထိမှန်ထိုင်ရန်ရရှိခဲ့ပါသည်။ ထိုင်းစစ်တပ်ကလက်နက်ကြီးစံများထိုင်းဘက်အချမ်းတို့ကြားရောက်နေမှုနှင့်ပတ်သက်၍မြန်မာဘက်အချမ်းတို့တရားဝင်ခန့်ကွက်စာပေးပို့ခဲ့ပြီးထိုင်းမြန်မာနယ်စပ်တလျှောက်တွင် လုံခြုံရေးပုံမှုတင်းကျပ်ထားကမြန်မာဘက်တို့ထိုင်းစစ်တပ်ကမိကိုပုံများပြန်လည်ဖိခတ်ခဲ့ပါသည်။နိုဝင်ဘာလ30ရက်နေ့ထိုင်းဘက်တို့မြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးများကြားရောက်ပြီးနောက်တောင်ရင်မြစ်ကိုဖျက်ကူးသောနယ်စပ်ကိညာအလုံးကိုထိုင်းအနာပိုင်များက9ရက်တိတိပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ1ရက်နေ့ထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ။ရောက်ပရီမျိုးနဲ့မင်းလက်ပံကြီးပါအနီးရှိကြားဖြန့်ရုံများကို KNU ကနိုဝင်ဘာလ22ရက်နေ့တင်ပိုက်ခဲ့ပြီးနောက်အဆိုပါနေရာများရှိကြားဖြန့်အလုပ်ရုံနှင့်ဝင်းများကိုစုံစမ်းစစ်ဆေးရေးများလှုပ်ဆောင်နေချိန်စစ်တပ်ကရင်းနေရာများကိုပြန်လည်တင်ပိုက်နိုင်ရေးထိုးစစ်များအရှိန်အဟုန်မြင့်နေခြင်းဖြစ်ကြောင်းနေဆက်စီရေးတရေရင့်မြင်များ၏အဆိုအရသိရှိရပါသည်ဆက်လက်ပြီးတံပြန်ဒရုန်းမီးပြူဟာတိုးတက်အောင်လှုပ်ဆောင်ရန်တင်နန်းစစ်သားများအားမင်းအောင်လိုင်းပြော ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းသည်လက်နက်ကင်လမ်းစဉ်ကြောင့်ဟုလည်းလက်နက်နှင့်အာဏာသိမ်းထားသောစစ်ကောင်ဆောင်ကဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်ပွဲတွေမှာဒရုန်းအသုံးပြုလာတာများပြားလာလို့တံပြန်ဒရုန်းနှီးပြူဟာနဲ့ကောက်ွယ်ဖို့နှီးလန့်တွေအတွက်နှီးပညာပိုင်းတိုးတက်အောင်လှုပ်ဆောင်ဖို့လိုအပ်တယ်လို့အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြောလိုက်ပါတယ်။ပြုံးလင်မြို့မှာဒီဇင်ဘာလ9ရက်နေ့ကပြုလုပ်ခဲ့တဲ့စေအုပ်စုရဲ့နှီးပညာတက်ကတော်အမှတ်စဉ်29တင်နန်းစင်ပွဲမှာစစ်ကောင်းဆောင်ကအခုလိုပြောကြားခဲ့တာပါ ဒီကနေ့စစ်ပွဲတွေမှာနှိပညာမြေမှာတိုးတက်လာတာနဲ့အတူ drone အသုံးပြုတဲ့နယ်ပယ်မှာလည်းကျယ်ပြန့်လာတဲ့အတွက် drone နဲ့တံပြန် drone နှီးဖြူဟာတွေကောက်ွယ်ဖို့နှီးလန်းတွေကိုကောင်းကောင်းသိနာလဲထားပြီးတီတီရောက်ရောက်အသုံးချနိုင်ဖို့နဲ့နှိပညာပိုင်းမှာလည်းမျက်ခြေမပြတ်စီပဲစဉ်ဆက်မပြတ်တိုးတက်စီရေလှုပ်ဆောင်ဖို့လိုတယ်လို့မြေအောင်လိုင်းကပြောကြားခဲ့တာဖြစ်ပါတယ်ဒါပြင်စစ်ပွဲတွေမှာဉာဏ်ရည်တုနည်းပညာ AI စနစ်ကိုအသုံးပြုပြီးအချိန်နဲ့တပြေးညီသတင်းအချက်အလက်စုဆောင်းနိုင်ရင်ရန်သူရဲ့လှုပ်ရှားမှုကိုထိထိရောက်ရောက်ထောက်လန်းနိုင်မှာဖြစ်တယ်လို့လည်းဆိုပါရစေ။ အဲ့ဒီအတွက်စင်နီဗျူဟာကြွန့်ကျင်မှုလေးချောင်းအကဲတာမှုနဲ့ electronic နည်းပညာတာလုံးမှုလက်နက်ခဲယမ်းတွေခင်မီကောက်မှမှုထိရောက်တိကျမှုတွေကစစ်ပွဲရဲ့အနိုင်ရှုံးကိုအဓိကအဆုံးအဖြတ်ပေးလာတာဖြစ်တယ်လို့စေကောင်းဆောင်ကပြောပါတယ်စီအိုစုရဲ့နှီးပညာတက္ကသိုလ်အမှတ်စဉ်28သင်တန်းစင်ပွဲဟာဒီဇင်ဘာလ3ရက်နေ့မှာကျင်းပခဲ့တဲ့စစ်တက္ကသိုလ်အပတ်စဉ်68သင်တန်းစင်ပွဲအပြီးမကြာမီကျင်းပခဲ့တဲ့ပွဲလေးဖြစ်ပါတယ်။မေအောင်လိုက်ဟာဒီလိုသင်တန်းစင်ပွဲတွေမှာသူထင်ရမြင်ရတွေကိုခက်တီတီပြောကြားလေးရှိပါတယ်။ စစ်တပ်ကတူအပတ်စဉ်69တင်းနန်းစစ်ပွဲမှာလည်းဒီမိုကရေစီနောက်ပြန်ဆွေးနွေးရခြင်းသည်လက်နက်ကင်ကြခြင်းကြောင့်ဖြစ်တယ်လို့ရွှေကောက်ခံပြည်သူအစိုးရကိုလက်နက်အားကိုနဲ့အာဓမအာနာသိမ်းခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောကြားခဲ့ပါသေးတယ်။ဒီလိုလက်နက်ကင်လက်စင်နဲ့ဖြေရှင်းတဲ့ကြိုးပမ်းမှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အထိမိသည့်ရလက်မှမထွက်လာတော့ကိုတင်ငန်းစာယူဖို့လိုတယ်လို့ဒီမိုကရေစီနောက်ပြန်ဆွေးခြင်းဟာလက်နက်ကင်လက်စင်ကြောင့်ဆိုတာအမှန်တိုင်းရှုမြင်ကြဖို့အချိန်ကျနေပြီဖြစ်တယ်လို့စစ်ကောင်းဆောင်ကခက်တီတီပြောကြားခဲ့တာပါ။ ဒီလိုတင်တန်းဆင်းပွဲတွေကြောင့်မေအောင်လိုင်ဟာပြည်ဦးလွင်နဲ့မန္တလေးမြို့တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကရောက်ရှိနေခဲ့တာဖြစ်ပြီးအဆိုပါမြို့တွေမှာစစ်သားအပြည့်နဲ့လုံခြုံရေးအလွန်တင်းကျပ်နေချိန်မှာပဲလူအလွန်စီကားတဲ့မန္တလေးမြို့လေဆေးထုမှာဒေါက်တာတေစာစံကိုနန်းလင်းရှန်ကိုကိုခန့်ဝေဖြူဇကိုင်းတို့ဦးဆောင်တဲ့လူလူတပိတ်ကောင်းဆောင်တွေကစစ်အာဏာရှင်စနစ်ကြာရှုံးရေးနဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းတို့ကိုလက်ကမ်းစာဆောင်များဖြန့်ကျဲကကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ် ဆက်လက်ပြီးဖိလစ်ပိုင်မြန်မာဘောလုံးပွဲအားပေးနေတဲ့ဒီပေးရင်ပြည်သက်ကိုစစ်ကောင်စီဖုံကျင်းတေဆုံးသူ18ဦးအထိတိုးလာတဲ့ဆွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံတွင်ကျင်းပနေသောစီးကိန်းဘောလုံးပြိုင်ပွဲတွင်မြန်မာအမျိုးသမီးအသင်းကဖိလစ်ပိုင်အမျိုးသမီးအသင်းကိုနှက်ကိုတကူနှင်အနိုင်ရရှိခဲ့သောပွဲအားပြန်လည်ကြီးစုနေသည့်စကိုင်းတိုင်းဒီပေးရင်မြို့နယ်ကပြည်သက်များစုဝေးရာလက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီကယမန်နေ့ဒီဇင်ဘာလ9ရက်ည8နာရီအချိန်တွင်လေကြောင်းပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ မြန်မာအမျိုးသမီးပေါ်လုံးအတင်းအနိုင်ခွဲအားပြန်လည်ပြသမှုကိုတည်ရှိနေသည့်ဒီပဲရင်မြို့နယ်မရက်ကန်ချေးွာရှိလက်ဖက်ရည်ဆိုင်မှလူစုလူဝေးကိုစစ်ကောင်စီကလေကြောင်းဖုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်ထိုတိုက်ခိုက်မှုကြောင့်ကလေးငယ်များအမျိုးသမီးများအပါအဝင်တေဆုံးသူ18ဦးအထိတိုးလာနေပြီးဒဏ်ရာရရှိသူလည်း30ဦးထက်မနည်းရှိကြောင်းသိရပါဗျ။တေဆုံးသူများတဲ့တွင်ကလေးငယ်အနည်းဆုံး2ဦးပါဝင်ပြီးဒဏ်ရာရရှိသူများတဲ့တွင်လည်းဒဏ်ရာပြင်းထန်၍အသက်အန္တရာယ်ဆိုးရိမ်ရသူများလည်းရှိနေသေးကြောင်းသိရပါဗျ။အာနာသိန်းစစ်ကောင်စီသည်အပြစ်မဲ့ပြည်သူများအား နေ့စဉ်နဲ့အမျှလေကြောင်းပုံကျဲတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီးပြည်သူများအားရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ဖြတ်နေခြင်းဖြစ်ပါတယ်။ကျမ့်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။